ဒီဝိုင်းရဲ့တပြေးပြေးနဲ့တာမန်လူတွေအတွက်မဖြစ်နိုင်တဲ့ဂိမ်းစုလို့ဖြစ်လို့လာတယ်။လူတွေရဲ့ယုံကြည်မှုတွေကလည်းပြည့်လို့သွားတယ်။မင်းကြီးနေတဲ့တရေတောင်မှဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲဒီချောင်ကြည့်နေမှာ။ဒါပေမဲ့တခါတော့ကဒီလိုအချိန်တွေစိုးစိုးဝါးဝါးတခုဖြစ်ခဲ့မှုပါတယ်။အလုံးမရှိတဲ့သူတွေဘန်နေတကားတွေပိတ်သွားတဲ့အချိန်တွေစားဝတ်နေရတာမှစိတ်ဆင်းရဲရတဲ့အချိန်တွေတခုနိုင်ငံကမျောလင်းချက်မချင်တော့ဘူးဆိုတဲ့တန်ဆရာစိတ်တွေနဲ့စိတ်ပြင်းမှန်းနေတဲ့ခေတ်တခု။ အဲ့ဒီအချိန်မှာပဲတိတ်တိတ်လေးနဲ့လူတွေကိုဝင်လာတဲ့သူတယောက်ရှိပါတယ်။ "तू ကစူပါဟီးရိုးလည်းမဟုတ်ဘူး။မော်တီဗေးရှင်းစပီကာလည်းမဟုတ်ဘူး။ပြောရရင် तू ကအစိုးရတဲ့အာမန်သူတယောက်ပါ။ဒါပေမဲ့ तू ပြောတဲ့စကားတွေကလူများရဲ့စိတ်ကိုတတ်တာရရှိခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ Franklin Delano Roosevelt ပါ။ဒီနေ့ April 12နေ့ကအမေရိကန်သမိုင်းမှာအရေးကြီးတဲ့နေ့တွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီနေ့ဟာတမိုင်းမှာအကျော်ကြားဆုံးသမ္မတရည်ရတယောက်ဖြစ်တဲ့ Franklin D Roosevelt တည်ဆုံးခဲ့တဲ့နေ့တွေပဲဖြစ်ပါတယ်။ဒီနေ့တော့ FDR ကြောင့်အချင်းချင်းပြီးပြပြသွားပါမယ်။ FDR ကတမိုင်းပညာရှင်တွေနဲ့နိုင်ငံရေးလာတွေနဲ့ US President နဲ့ Russian သမ္မတတွေကမြန်မာ George Washington တို့ Abraham Lincoln တို့နဲ့အတူထိတ်ဆုံးသုံးနေမှာပါလိမ့်ရှိပြီးတော့ဒီနေ့ခေတ် US ကကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံရဲ့တနိုင်ငံအဖြစ်ယက်တည်နေနိုင်တာတွေကသူ့ရဲ့ impact တွေအများကြီးပါတယ်လို့ပြောပါမယ်။ FDR က US ရဲ့တက်တန်းအများဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ President တယောက်ဖြစ်ပြီးတော့စုစုပေါင်းတက်တန်း၄ချိန်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။သမ္မတတက်တန်း၂ချိန်ထက်ပိုပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့တဦးကြီးသေးသောသမ္မတတယောက်လည်းဖြစ်ပါတယ်။သူရဲ့သမ္မတတက်တန်းအစောပိုင်း၂ချိန်လုံးကသမိုင်းရဲ့ Great Depression လို့ခေါ်တဲ့ကမ္ဘာစီးပွားပြက်ကက်ကြီးနဲ့ကြုံရတဲ့အခြေအနေလည်းဖြစ်ပါတယ်။အဲဒီတော့အခြေအနေကအရန်ကိုဆိုးဝါးနေခဲ့ပြီးတော့ FDR ကဒီလိုမျိုးခေါင်းကိစ္စကိစ္စတွေကိုဖြည့်ရှင်းပေးခဲ့ပြီး US ကိုအဆိုးဝါးဆုံးခြေနေတွေကနေအကောင်းဆုံးခြေနေတွေကိုရအောင် ဥဆောင်နိုင်ခဲ့တယ်လို့ပြောရပါမယ်။ FDR ကဒုတိယကမ္ဘာစစ်အတွင်းမှာလည်းအဓိကနေရာကနေပြီးတော့ပါဝင်လှုပ်ရှားခဲ့ပါတယ်။ကျွန်တော်တို့ဒီအကြောင်းတော့နောက်ပိုင်းမှာအသေးစိတ်ဗီဒီယိုလေးလို့သွားပေးပါမယ်။ Great Depression အတွင်းမှာတိုင်းပြည်ကဆက်ဆက်ရရနေကြနေပြီးတော့ပြန်လည်ထူထောင်ဖို့မဖြစ်နိုင်တော့ပါဘူးလို့မြင်နေရတဲ့အချိန်တွေမှာနိုင်ငံရဲ့စီးပွားရေးကိုပြန်လည်အခြေချတည်ငြိမ်ဖို့နဲ့ပြန်လည်ထူထောင်ရေးရဲ့အတွက် New Deal လို့ခေါ်တဲ့ project တွေစီးပွားရေး program တွေလုပ်ခဲ့ပြီးဒီအခြေအနေတွေကိုပြန်ကောင်တာလုပ်နိုင်ခဲ့ပါတယ်။ အလုတ်ကန်ခွင်လန်းတွေဖန်တီးပေးခဲ့ပြီးတော့အလုတ်လက်မဲ့အခြေအနေတွေနဲ့အောင်ပြုလုပ်ပေးခဲ့ပါတယ်။ Stock Market Credit ကိုကာကွယ်ဖို့အတွက် Banking System တွေကိုပြင်ပြီးနေဥပဒေအသစ်တွေကိုပြဋ္ဌာန်းပေးခဲ့ပါတယ်။ FDI ရဲ့တည်ထောင်အတွက်မှနိုင်ငံရေးစီးပွားရေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပြဿနာတွေကတ်ခဲနေရင်ဆိုင်နေရပေမဲ့လည်းမျိုးမျိုးအလီထားတဲ့အခြေအနေတွေတွင်တော့မှအကောင်းဆုံးရလဒ်တွေကိုရအောင်ဖန်တီးပေးနိုင်ခဲ့တဲ့ခေါင်းဆောင်ကတယောက်လို့ပြောရမှာပါ။တနိုင်ငံလုံးပန်းနေဖြစ်နေတဲ့အခြေအနေမှာဆိုလို့ရှိရင်လည်း သူ့ရဲ့နာမည်ကြော်ကြားလာတဲ့ Fireside Chat Radio အစီအစဉ်ကိုထုတ်လုပ်ခဲ့ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့လူတွေကို comfort ရအောင်ပြုလုပ်ပေးခဲ့ပါတယ်။သူ့ရဲ့ new deal ကို conservative တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကတော့လက်မခံခဲ့ကြပါဘူး။ဒါပေမဲ့လည်းပြည်သူအများပြားကတော့ထောက်ခံခဲ့ကြပါတယ်။ FDR ကသူ့ရဲ့ကျမ်းမာရေးခြေနေကိုရှုံးပေးခဲ့တယ်လို့သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်တဲ့အမှုအကျင့်တွေနဲ့ပြောင်းလဲဖို့မကြောက်အရာရာကိုရင်ဆိုင်မှုအသင့်ဖြစ်နေတာတွေကသူ့ရဲ့တက်တန်းတစ်ချောင်းလုံးရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ရင်ဒါတွေ့ရမှာပါဒီနေ့ခေတ် US ရဲ့စီးပွားရေးနိုင်ငံရေးခြေနေတွေအတွက် သူ့ရဲ့လှုပ်ဆောင်ချက်တွေစီမံချက်တွေအားအခြေခံအုတ်မြစ်ဖြစ်လာခဲ့ပြီးတော့စီးပွားပြက်ကက်ကနေ global power အဖြစ်ရည်တည်လာနိုင်ခဲ့တာပါကဘာစစ်အတွင်းမှာလည်းတချို့ကသူ့ကိုစစ်လို့ရှိတဲ့သူလို့ဆိုဆွဲကြပေမဲ့ကဘာစစ်အတွင်းကို US ဝင်လာဖို့သူ့ရဲ့ဆုံးဖြတ်ချက်ကဆိုလို့ရှိရင်စစ်ပွဲရဲ့ရလဒ်တွေမဟာမိတ်ရဲ့အင်အားတွေနဲ့စစ်ပွဲရဲ့ရလဒ်တွေကိုပြောင်းလဲစေခဲ့တာပါဒီဒုတိယကဘာစစ်က US ရဲ့စီးပွားရေးပြက်ကက်ကိုကျော်လွန်အောင်ကူညီနိုင်ခဲ့တယ်လို့ပြောမှဆိုရင်လည်းမမှားပါဘူး ် FDI ရဲ့တည်တန်းချက်မှာအခုလိုမျိုးအရေးပါတဲ့ကိစ္စတွေကိုဆောင်ရွက်ခဲ့ပေမဲ့အခြားတစ်ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ plan တွေနဲ့ဆုံးဖြတ်ချက်အစိုးတင်သွင်းချက်တွေကိုတည်ပြုချက်ရစေဖို့တရားစီရင်ရေးပြောင်းလဲဖို့လုပ်ခဲ့ပါတယ်။သူ့ရဲ့ရွေးချယ်တဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာပြင်ပတ်တွေတာမကပါတီသူချင်းချင်းနဲ့နိုင်ငံရေးလှိလာသူတွေကြားမှာပါဘေကွန်ထုတ်ဆရာတွေဖြစ်စေခဲ့တာပါ။ FDI ရဲ့ Cyber Right Policy ကလည်းဘေကွန်ထုတ်ဆရာတွေအဖြစ်ရှိနေခဲ့ပါတယ်။ Social Reform တွေကိုလည်းပြုလုပ်ပေးခဲ့ပါတယ်။ Social Reform ဆိုတာက လူလူတစ်ခုလုံးအတွက်တိုးတက်ကောင်းမွန်အောင်ပြည်ပြင်ပြောင်းလဲရေးတွေကိုဆိုးလို့တာဖြစ်ပါတယ်။ရွေချက်ကတော့မငြင်းများမှုတွေလူမဆန်မှုတွေကိုဖျက်ရှားပြီးတော့ဒန်းလူကြီးများတဲ့လူပေါင်းတစ်ခုကိုတိဆောက်ဖို့ဖြစ်ပါတယ်။ Social reform တွေလုပ်ခဲ့တာမှန်ပေမဲ့အဲဒီ reform တွေကရွှေပြောင်းလုပ်သားတွေလူမျိုးကြီးကွဲတဲ့သူတွေအပေါ်မှာအကျိုးသက်ရောက်မှုကတကယ်တော့အနှိမ့်ငယ်တာရှိတာပါ။နိုင်ငံရေးစီးပွားရေးတွေမှာလည်းလူမျိုးကြီးကွာဟမှုတွေနဲ့အခွင့်အရေးမတူတာတွေကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ US နဲ့ဂျပန်နဲ့အမေရိကန်တွေပေါ်ပြုတ်လုတဲ့ပြုတ်မှုတွေအရဆိုလို့ရှိရင် US နဲ့သူ့ရဲ့တခြားနိုင်ငံတွေပေါ်မှာရှိတဲ့ register နဲ့ stereotype တွေကိုပြနေကြပါမယ်။နိုင်ငံရေးလူမျိုးရေးအသားအရပေါ်မှာမူတည်ပြီးတော့ခွဲခြားဆက်ဆံတာတွေကဆိုလို့ရှိရင်ယဉ်ကျေးတယ်လို့ခံယူထားတဲ့လူအတိုင်းဝိုင်းကြီးမှာလုံးဝမဖြစ်တဲ့ကိစ္စဖြစ်ပြီးတော့လူခွင့်ရေးကိုချိုးဖောက်နေတာပါ။ပြောမဲ့တာပြောရတာပါလူခွင့်ရေးချိုးဖောက်မှုတွေလူမျိုးရေးခွဲခြားမှုတွေကကမ္ဘာနဲ့မှာအမြဲလိုလိုရှိနေပြီးတော့ ဒီချက်ကဆိုလို့ရှိရင်လူတွေကတံဝါရီထဲမှာအရင်ကြီးဆုံးလို့ခံယူထားကြတဲ့အတွေ့အကြုံဒီချက်ကိုကြည့်ရင်ပဲမိန်းမထုတ်စရာဖြစ်လို့နေပါပြီ FTR နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်တွေပေါ်အကောင်းတဲ့အဆိုကအမြဲလိုလိုတရက်နေအောင်တွေးရပါတယ်ဒါပေမဲ့တခြားတစ်ဖက်ကလည်းလာချင်တော့အမေရိကန်ကိုစီးပွားပြက်ကက်ကနေပြန်ထနိုင်အောင်စီမံနိုင်ငံတွေလိုပြောရပါမယ်နိုင်ငံရေးစင်အားတွေနဲ့ကမ္ဘာပေါ်မှာဩဇာရှိဆုံးနိုင်ငံတစ်နိုင်ငံဖြစ်အောင်ပြုလုပ်ပေးနိုင်ကြတာကိုလည်းတွေးရပါတယ်အခုလိုမျိုးအကောင်းဆုံးဒွန်ဒွန်းနေပြီပဲ ီနေ့ခေတ် US မှာအခုလိုမျိုးနေရာရောက်ရှိမှုနဲ့နိုင်ငံရေးအင်အားစုတွေဖြစ်လာမှု FDR ကအဓိကနေရာပေါင်ခဲ့တာကတော့ငင်းမြရအချက်တစ်ချက်ပါပဲဟုတ်ကဲ့ပါဒီနေ့တော့ Franklin Delano Roosevelt ရဲ့အကြောင်းကိုပြပြပေးသားပါနောက်နေ့မှလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ကြည့်ပေးကြပါအောင်ခင်ဗျာ